အားလုံးပဲမိင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဖြစ်ရမှန်တစ်ခုပေါ်မှာအခြေခံရေးသားထားတဲ့စာရေးသူအက္ကာဆိုရင်မြို့တစ်ကငမဲတို့တာမေးဆိုတဲ့ဇလန်အကြောင်းအရာလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဆွဆွငင်အော်နေတဲ့ခွေးဥတန်တွေကိုကြားလိုက်ရပါတယ်လမ်းထိပ်မှာရှိတဲ့ခွေးလေခွေးလင်းတွေကသူ့ကိုမြင်တာနဲ့ကို ထိုးပြီးဥလန်ကြတယ်အမှန်ဆိုရင်တော့ခွေးတွေကလူစိမ့်မြင်ဟောင်းလေးရှိပေမဲ့အခုတော့ထူးဆန်းစွာနဲ့ပဲဆွဆွငင်ငင်နဲ့ဥလန်ကြတယ်ဟာ ဒီခွေးတွေကကွာငါလှုပ်လိုက်ရကိုတင့်ငွေကလမ်းမပေါ်ကနေအုတ်ခဲနီအပိုင်းတစ်ခုကိုကောက်လိုက်ပြီးတော့လမ်းပေါ်မှာအိတ်နေပြီးတော့သူ့ကိုဦးနေတဲ့ခွေးတွေကိုကောက်ပေါက်လိုက်တော့မှခွေးတွေကလည်းထွက်ပြေးသွားပြီးတော့ခါလလမ်းမှာရှိတဲ့စိတ်ကားကိတ်အောက်ကိုတိုးဝင်သွားကြတယ်လမ်းမကြီးတစ်ခုလုံးကိုတော့အုတ်နေခဲနဲ့တိုက်အိမ်ဖြစ်ထားတဲ့အင်္ဂလိပ်အပိုင်းစားများနဲ့ခင်းကျင်းထားပြီးတော့လမ်းတစ်ခုလုံးကလည်းခလုတ်ကန်တင်များနဲ့ပြည့်နေတယ်လို့ဖြစ်နေတယ်။ဘိုးကတပြက်ရွာထားတာကြောင့် လမ်းမပေါ်မှာတော့ဖွဲ့အန်တွေကဟိုတိုင်တီတိုင်နဲ့အိုင်ထွန်းနေတယ်။ကိုတွင်ွေတယောက်ကတော့အဲ့လမ်းမကြီးအတိုင်ဆက်လျှောက်လာတယ်။အဲ့ရက်ွက်ကမြို့တိရက်ွက်ဖြစ်တာမို့လူနေတော့ကျေပါလာသေးတယ်။လမ်းမေးတစ်ဖက်တစ်ချက်မှာတော့ခြံအလူကြီးများသာရှိသေးတယ်။အင်္ဂလိပ်တွေကလည်းဟိုတလုံးတီတလုံးနဲ့ကွက်ကြကွက်ကြတီရှိနေပြီးတော့အဲ့အင်္ဂလိပ်တွေမှာလည်းအမောင်ကကြက်နေသေးတယ်။ကိုတွင်ွေလက်ထဲမှာတော့အမဲသားဟင်းတစ်ထုပ်ရယ်ထမင်းတစ်ထုပ်ကိုကင်ထားပြီးတော့ပလင်းအပြစ်နီးပါးရှိနေသေးတဲ့အရက်ပလင်းကိုတော့ခါးကြထုတ်ထားတယ်။ လက်ကလည်းမောင်းလိုက်ကြကွာကောင်းကင်မှာမိုးရိပ်စနေတာကြောင့်အဝင်းချင်းကလည်းမောင်းတိကျနေတယ်ကိုတင့်ွေဆက်လျှောက်လာရင်နဲ့စီလီတောက်ချင်တယ်လို့ဖြစ်လာတယ်လမ်းအတိုင်းလျှောက်လာရင်နဲ့ရေမြန်ကူတံတားလေးတစ်ခုစီကိုရောက်လာခဲ့တယ်တံတားလေးမှာတော့အုပ်ပေါင်ကလေးရှိနေတာကြောင့်အဲ့အုပ်ပေါင်ကလေးမှာခဏထိုင်လိုက်တယ်လူကလည်းရေချင်းကပ်နေပြီဖြစ်တယ်လို့လမ်းကြီးလျှောက်နေရတာကြောင့်အတော်ကမိုးဟိုက်နေပါပြီခါးကြကပလင်းကိုထုတ်လိုက်ပြီးတော့တငုံလငုံလိုက်ပြီးတော့ခဏဆက်ထိုင်နေလိုက်တယ် ကျုပ်တို့ခီးသွားတော့ကျုပ်တို့အိမ်ကလေးကိုခဏစောင့်ပေးပါဗျာကိုတင့်ငွေရရောက်ဖဖြစ်သူကသူ့ကိုအကူအညီတောင်းနေကိုတင့်ငွေကမစောင့်ချင်ပေမဲ့မြင်မဖြစ်သူကအိမ်ဆောင်ကအဖြစ်ငွေတရားပေးမယ်ဆိုရင်ကိုတင့်ငွေကအလုတ်ကျန်သမားဖြစ်တယ်အခုတော့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှလုပ်ကင်နေတယ်မြင်မဖြစ်သူရဲ့အိမ်မှာသုံးရက်လောက်ညအိပ်ပြီးတော့ပတ်စံလဲရမယ်ဆိုတော့လေကိုတင့်ငွေကလက်ခံလိုက်တော့တယ်အချိန်က1980ဝန်းကျင်ခန့်အချိန်ဖြစ်တာကြောင့်ငွေတရားဆိုတာဟာလေတိတ်မနေတဲ့ပမာဏဖြစ်နေတယ် ကိုတင့်ငွေညီမကကန်ကောင်းပါတယ်။အစိုးရဝန်ထမ်းတူနဲ့အိမ်တောင်ကြပြီးတော့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ရက်ွက်တစ်ခုမှာအိမ်အသေးလေးဆောက်ပြီးတော့နေထိုင်ကြပါတယ်။ဒါပေမဲ့မကြမီညီမဖြစ်သူနေထိုင်တဲ့ရက်ွက်ကလေးဟာမိဘတင့်မာတော့တယ်။အဲ့ဒီအခါမိဘတင့်ပြည်သူများကိုတော့အခုမြို့ကွက်တင့်မှာပေ40 60ကျတဲ့အကွက်များကိုပြန်လည်အစားထိုးပေးတဲ့အတွက်ညီမဖြစ်သူတို့ဟာအခုဒီမြို့တစ်ခုပြောင်းရွှေ့လာကြခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့မြို့တစ်မှာတော့လူမရှိကားသေးဘူး။ လမ်းတွေကလည်းဘွက်ပေါက်နေတဲ့လမ်းများဖြစ်လို့နေတယ်။ပတ်စံမရှိသူအချို့သာမြို့တင်မှာလာရောက်ပြီးတော့အခြေချကြတယ်။အခုလည်းညီမတို့လင်မယားနှစ်ယောက်မြို့တင်မှာလာရောက်နေထိုင်ကြတယ်လေ။အခုလည်းညီမတို့လင်မယားနှစ်ယောက်ဟာမြို့တင်မှာလာရောက်နေထိုင်ကြပါရဲ့။ယောက်ျားဖြစ်သူရဲ့ဇာတိနယ်ကိုအလဲသွားရာအကူဖြစ်သူကိုတင့်ငွေကိုအိမ်ဆောင်ခံခြင်းပဲဖြစ်ပါရဲ့။အိမ်ကလည်းလူဆောင်မရှိလို့မရဘူးလေ။လူနေကြီးပါတဲ့မြို့ကွက်တင်မှာတခိုးတဝက်တွေကလည်းပေါ်ပါရဲ့။လူမရှိတဲ့အိမ်တွေကတော့မကြာခဏဆူတယ်လေပဲ ဖောက်ထွင်းခံရတယ်။တခိုးမြကလည်းနေခင်းအချိန်မှာတော့မခိုးဝင်ကြမိမဲ့။ညပဲလူချေတိတ်တဲ့အချိန်မှာတော့စိုးသွမ်းမင်းမှုနေကြတယ်လေ။ကိုတင့်ွေအုတ်ခုတ်ကလေးမှထိုင်နေရင်ဘေးဘီကိုကြည့်လိုက်ပါရယ်။ရေမြောင်းကလေးဘီနာမှာရှိတဲ့မြေကွက်လက်မှာတော့အုတ်ခုကြီးများကိုတွေ့ရတယ်။အုတ်ခုဆယ်လုံးခန့်ရှိမယ်လို့ထင်ပါရယ်။အခုမြေကွက်တည်နေရမှာအရှင်ကတော့လူမနေတဲ့ကွင်းကြီးများဖြစ်ပြီးတော့အခုမိနေရတဲ့အုတ်ခုကြီးတွေဟာလဲတချိန်ကလူများအသုံးပြုခဲ့တဲ့တင်းကျိုင်းဟောင်းကြီးဖြစ်မယ်ထင်ပါရယ်။ ကိုတင့်ငွေထိုင်းနဲ့ပါဇက်ကချင်လာတယ်။အဲ့နောက်အင်ဂျီအိတ်ထဲကနေတောက်လက်စစီဘောလိတ်ကိုထုတ်လိုက်ပြီးတော့မင်းကြီးဆန်ဘူးကိုထုတ်လိုက်တယ်။မင်းကြီးဆန်ဘူးတွေကနေမင်းကြီးဆန်တဆန်ကိုထုတ်လိုက်ပြီးတော့ဘူးရဲ့ဘေးမှာရှိတဲ့ရန်နဲ့ပုတ်ပြီးတော့ချစ်နေမိတယ်။သုံးလေးချက်လောက်ပုတ်လိုက်တော့မှပဲမင်းကြီးဆန်ကဟုံးကနေတောက်လောင်ပြီးတော့ဆီလိတ်ကိုမင်းကြီးနဲ့တွတ်လိုက်တယ်။ဆီလိတ်ကိုဖားလိုက်ပြီးတော့ဆီလိတ်ငွေများကိုမိုးပေါ်သို့မုတ်တင်ပြီးတော့မှပဲသူ့နံပါတ်မှာလူတစ်ယောက်လာထိုင်နေရကိုမြင်တွေ့လိုက်ရပါတယ်။ ပဝင်းကျင်ကလည်းအမောင်ဖုံးနေတာကြောင့်အဲ့လူကိုတဲတဲကွဲကွဲမမြင်ရပါဘူး။ဟာလှန့်လိုက်တာငါလခွီးမင်းမတူလဲ။ကျုပ်ကဟိုဘက်ကအကွက်ကပါ။အေးကွာညကလည်းမောင်လက်ကလည်းမထွက်နဲ့လမ်းကလည်းခက်ကျင်ကျင်းနဲ့ဆိုတော့သွားရတာခီးမပေါက်ဘူးဟဲ့။ကိုတင့်ငွေကမတက်ထက်ရလိုက်တယ်။ပလင်းကိုယူလိုက်ပြီးတော့ခါးချားကိုတဲတဲကြစားထိုးလိုက်ပါတယ်။အဲ့နောက်ထလာစင်မှာသူ့ဘေးကလူငယ်ကသူ့အရှိမပိတ်ရက်လိုက်တယ်။ဟဲ့ကောင်မင်းဘာလုပ်ကြလဲ။ကျုပ်ဖိုက်စားလို့ပါ ခမရလက်ထက်ကကင်လာတဲ့အမဲသားဟင်းလေးကြီးပါလားဗျာအမဲသားကတော့ကိုတင့်ငွေအကြိုက်ဆုံးအသားဖြစ်ပါတယ်ဒီကနေ့လည်းညီမဖြစ်သူပေးခဲ့တဲ့ငွေတရားနဲ့အမဲသားဟင်း20ဝယ်ဝယ်စားလိုက်တယ်တဝက်ကတော့ဘုံပိုင်မှာမြည်ပြီးတော့ကျန်တဲ့တဝက်ကတော့အိမ်မအရက်နဲ့အေးအေးဆေးဆေးမြည်မယ်လို့တွေးပြီးတော့တဲလာချင်းဖြစ်ပါတယ်အမဲသားတို့ကြီးဟာလင်းငါးဒုက္ခကျန်နေပါသေးတယ်ဟိတ်ကောင်ကျွေးကြလားကွာမကျွေးငါရှိရဖဲစမ်းကွာလာမရှုပ်နဲ့ကိုတင့်ငွေကအဲ့လူကိုတွန်းထုတ်လိုက်ပါတယ် ဒါပေမဲ့လူကိုတွန်းရတာနဲ့မတူပဲဘေးလမြေအိတ်ခွန်ကိုတွန်းရတယ်လို့အဝိဇ္ဇကိုတွန်းရတယ်လို့ ਨੇ ပြော့ပြော့ကြီးဖြစ်နေတယ်။အဲ့လူကလည်းသူတွန်းလိုက်တဲ့အခါမှာတော့လမ်းဘေးကိုကြာဆင်းသွားတော့တယ်။ကိုတင့်ငွေကဆက်လျှောက်လာခဲ့ပြီးတော့အဲ့လူငယ်ကလည်းသူ့နောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်ပါလာတာကိုတွေ့ရပါတယ်။ကိုတင့်ငွေကတော့လူမဟုတ်မှန်းကိုတိတ်မရိပ်မိသေးပါဘူး။တရေဆိုတာလည်းမကြောက်တတ်တာမို့ဒီထက်ပိုဆိုးလာရင်တော့ထိုးကျိတ်လည်းမယ်လို့တွင်းမိပါတယ်။မကြာခင်မှာတော့ ညီမဖြစ်သူရဲ့အင်းရှိကိုရောက်လာတယ်။ခြံတကားကိုဖွင့်လိုက်ပြီးတော့ခြံထဲကိုဝင်တဲ့အခါမှာတော့အဲ့ဒီလူငယ်ကခြံဝတ်မှာကျန်နေခဲ့ပါတယ်။ခြံစည်းရိုးမှာတော့ဝက်ကတ်များနဲ့ကာယံထားခြင်းဖြစ်ပြီးတော့ခြံရဲ့အရှိမှလည်းဘာပေမှမရှိပဲအပြောင်ရှင်းနေပါတယ်။အိမ်အဝင်ကနေခြားထားတဲ့ရေအိုတွေကနေရေများကိုခတ်ယူပြီးတော့ခြေထောက်ကိုဆီးလိုက်ပြီးတော့အိမ်ပေါ်ကိုတက်လာခဲလိုက်ပါတယ်။မောင်မိုက်နေရာကြောင့်ဖျောင်းနိုင်တဲ့တန်ရှာဝေးပြီးတော့ထွန်းလိုက်တယ်။အိမ်ထဲမှာအနေငယ်လင်းသွားပါတယ်။ ိုင်ခနိုင်ကြီးကနေည9:00နာရီခွဲကိုညွန်ပြနေတယ်။ကိုတင့်ကလည်းလက်ထဲကနေဟင်းထုတ်ထမင်းထုတ်များကိုအနီးမှာရှိတဲ့စပွဲဘုံကိုတင်လိုက်ပြီးတော့ခါးကနေအရက်ပလင်းကိုလည်းစပွဲပေါ်ချထားလိုက်တယ်။ပင်ပန်းလာတာကြောင့်အိတ်ရှိကန်ကျမ်းပင်ပေါ်မှာလဲချလိုက်ပြီးတော့မိခနဲ့ကိုအိပ်ပျော်သွားပါတော့တယ်။နေလားငါသားကိုလှုပ်တာ။အဖွားကြီးတယောက်ကသူ့ကိုလက်ညှိုးငေါောက်ထိုးပြီးတော့ပြောနေပါတယ်။အဖွားကြီးရဲ့မျက်တွင်းတွေကတော့နှစ်မောင်နေပြီးတော့ အတင်းကနေမျက်လုံးဖြူဖြူပြူးကြီးကိုမြင်နေရပါတယ်။အဖွားကြီးကိုယ်တိုင်မှာတော့အဝတ်စားမပါဘဲနဲ့ခါအောက်ပိုင်းမှာတော့ထမိန်အပိုင်းစာကလေးတစ်ခုကိုပတ်ထားတယ်။သူ့အနောက်မှာတော့ကောင်လေးတစ်ယောက်ကမတ်တရနေပါတယ်။ကိုတင့်ငွေကအဲ့ဒီကောင်လေးကိုအသေးချာကြည့်လိုက်ပြီးတော့ဘသူများလဲလို့မင်းကလည်းမငါ့ကိုဟင်းတောင်းစားတဲ့ငမဲပဲ။အဲ့ဒီကောင်လေးတစ်ခုလုံးကမီးသွေးခဲလို့မင်းနဲ့နေတယ်။မျက်လုံးဖြူဖြူကလေးသာမိတ်တုံမိတ်တုံနဲ့မြင်နေရတယ်။အဲ့ဒီကောင်လေးက ကိုတင့်ငွေသူ့ကိုငမဲလို့ခေါ်လိုက်တဲ့အခါမှာတော့ငုံမဲ့မဲ့ဖြစ်သွားပါတယ်တွေ့လားမေကျွန်တော်ကိုငမဲတဲ့ဟာမင်းရမဲလို့ငမဲလို့ခေါ်တာဘာဖြစ်တလဲကွာကိုတင့်ငွေကနောက်ပြောင်နေစေဖြစ်ပါတယ်အဲ့ဒီခါမှာတော့အဖွားကြီးကလက်ကိုမြောက်လိုက်တယ်သူ့လက်ဝါးကြီးဟာတဖြည်းဖြည်းနဲ့ကြီးမားလာပြီးတော့ရက်တောင်ကြီးတစ်ခုနဲ့ပင်တူနေပြန်ပါတယ်အဲ့ဒီနောက်အဖွားကြီးကကိုတင့်ငွေရဲ့ပါးကိုအားနဲ့ရိုက်ထက်လိုက်တယ်ကိုတင့်ငွေတကူလုံးကထူပူသွားပြီးတော့ စက္ကနေကိုကောက်ထားလိုက်တယ်။သူအိပ်ပျော်ကအိမ်မက်မက်နေခြင်းပဲဖြစ်ပါတယ်။အိမ်တကားကြီးကတော့ဟောင်းလောင်ကြီးပွင့်နေပြီးတော့လေများကလည်းတိုးခိုးနဲ့တိုက်နေတယ်။ဩအိမ်မက်ကလည်းစူးဝါလိုက်တာပါလား။ကိုတင့်ွေအိမ်တကားကိုပိတ်လိုက်တဲ့အချိန်မှာတော့ဘိုက်ကဆလာပါတယ်။မိဘကမှဝင်ထန်လိုက်တယ်။မိဘကမှတော့ထမင်းစားစပွဲလေးတစ်ခုကိုချထားတယ်။ထမင်းစားစပွဲပေါ်မှာတော့ဖျောင်းနိုင်မိကိုချလိုက်ပြီးတော့ ူဝင်လာတဲ့ထမင်းနဲ့ဟင်းကိုပကံအတွင်းကိုခူးထက်လိုက်တယ်။အဲ့နောက်ပလင်းကိုတကုံမော့တော့လိုက်တယ်။မိဖို့ကန်းကလည်းလုံနေရကြောင့်အိတ်ဆက်ဆက်ဖြစ်လာတယ်။အဲ့ဒါကြောင့်ထမင်းစပွဲပေးနာမှာရှိတဲ့ပတင်းပောက်ကိုဖွင့်လိုက်တယ်။အဲ့ဒီတော့မှလီဒီကတကောကောနဲ့တက်ခိုက်လာတယ်။မိုးရွာတော့မှမို့မိုးတက်လီပင်းတွေကအနည်းငယ်ပြင်းထန်စွာတက်ခိုက်နေပါတယ်။ချံပင်နာမှာတော့မြေကွက်လက်ကြီးဖြစ်ပြီးတော့ခါးလေလောက်ရှိမဲ့မျက်ပြင်များကထူထဲစွာပေါက်ရောက်နေပါတယ်။ ကိုတင်ွေကအရက်ကိုဖန်ခွက်တစ်လုံးနဲ့ထက်ငဲ့စင်ပါပဲ။သူ့ရဲ့ထမင်းပေါ်ကိုပုံထားတဲ့အမဲသားတလုံးဟာပျောက်ချင်းမလကိုပျောက်သွားပါတယ်။ဟာငါလက်ခွန်းခုနကကြည့်တော့လေးတုံးရှိပါသေးတယ်။အခုသုံးတုံးပဲကျန်တော့တာလား။ပရင်းပေါက်ရဲ့အပင်ကိုတစ်ချက်ကြည့်လိုက်သေးတယ်။ဘာမှမရှိပါဘူး။ဒီလိုနဲ့အမဲသားတလုံးကိုဖက်လိုက်ပြီးတော့ထမင်းနဲ့မြုပ်ကပစတ်သေးကိုသွင်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲလက်ကြီးတစ်ဖက်ကပရင်းပေါက်အပင်မှဝင်လာပြီးတော့ ထမင်းပေါ်သို့ပုံထားတဲ့အမဲသားတုံးကိုဆွဲယူပါတယ်။ကိုတင့်ွေကလင်းမြန်လာမှုအဲ့လက်ကြီးကိုသူ့လက်နဲ့လမ်းဆွဲလိုက်တယ်။ပဲခွေးတောင်စားလွတ်တာလေကွာ။ဗရင်းပေါက်အပြင်မှာတော့ခုနကတွေ့ခဲ့တဲ့မောင်မဲကမတရနေတယ်။ကိုတင့်ွေကဗရင်းပေါက်အပြင်ကိုကြည့်လိုက်တော့သူနဲ့မျက်နှာချင်းဆိုင်ပြီးသွားပါတယ်။လက်ကြီးကမောင်မဲရဲ့လက်မမဲကြီးဖြစ်နေပါတယ်။မောင်မဲကသူ့ကိုတွားဖျက်ပြတော့ဖြူဝင်းနေတဲ့တွားရီအပြင်အစွဲကြီးနှချောင်းကိုလည်းမြင်တွေ့လိုက်ရပါတယ်။ဟိတ်ကောင်ကမဲ မင်းတို့မကြွေးဘူးကမင်းမကြွေးရင်ငါလွတ်စားမယ်ကငမဲကပတိမောက်ကနေအတင်းကုန်တက်လာတယ်ငမဲကိုလုံးမှာတော့အမွေးနဲ့ကြီးများဟာပေါက်နေပြီးတော့တစ်ခုလုံးကြမ်းရှက်ရှက်အထီတွေကိုခန်းစားရပါတယ်ကိုတင့်ငွေကိုငမဲကစောက်တွန်းလိုက်တော့ကိုတင့်ငွေဟာထိုင်ကုန်ပေါ်ကနေပြုတ်ကျပြီးတော့ကျမ်းမြင်မှာလဲကျသွားပါတော့တယ်ငမဲကထမင်းစပွဲပေါ်မှာစောင့်ကြောင့်ထိုင်လျက်ထမင်းများနဲ့အမေသားများကိုသူ့ပစအတွင်းသို့အငမ်းမရထိုးထက်နေပါတယ်ဟိတ်ကောင် ဲ့ဒါငါဟင်းနေကွာကိုတင့်ွေမတက်ထက်ရလိုက်တော့ပကံလေးမှာတော့ထမင်းဟင်းတွေတစ်စက်မှမရှိတော့ဘူးကိုတင့်ွေဟာဒေါသထွက်သွားပြီးတော့ငမဲနဲ့တပန်းထလုံတော့တယ်မိဖို့ကြောင့်အတွင်းမှာတော့ပကံတွေပြုတ်ကြတယ်နေပလင်းတွေပြုတ်ကြတယ်များနဲ့ဆူညံနေပါတော့တယ်နောက်တော့ငမဲကပရင်ပေါက်ကနေပြန်ခုံဆင်းပြေးသွားတယ်ကိုတင့်ွေလည်းပရင်ပေါက်မှာခုံဆင်းလိုက်တယ်ပစိုးကကြွကြသွားပြီးမဲ့ဘောင်းမီကျန်နေတဲ့ကြောင့်ငမဲရဲ့အနောက်ကိုဆက်လိုက်ပါတော့တယ် ငမဲကလည်းအတိုင်ပြေးလိုက်ပြီးတော့ကိုတင့်ဝေကလည်းငမဲအနောက်ကိုဒေါသတကြီးနဲ့ပြေးလိုက်ပါတော့တယ်။တရားကလေးအနားကိုရောက်တဲ့အခါမှာတော့ငမဲကိုမိသွားတော့တယ်။ကိုတင့်ဝေကခုံအုပ်လိုက်ပြီးတော့ငမဲကိုလက်ငါထိုးပါတော့တယ်။အဲ့ဒီအခါမှာတော့သူ့ရဲ့ကြောကုန်းကိုပြန်ကနေလက်နဲ့တစ်ချက်အရိုက်ခံလိုက်ရပြီးတော့ကိုတင့်ဝေကအတော်ကနာကျင်သွားပါတယ်။သူ့ကိုရိုက်တဲ့သူကိုထတ်ကြည့်လိုက်တော့အဖွာကြီးဖြစ်နေပါတယ်။နေငါသားကိုလှုပ်တယ်ပေါ့။နေကိုငါလှုပ်မယ်။အဖွာကြီးစီကို ကိုတင့်ငွေကခုံကအုပ်ပေမဲ့အဖွားကြီးကသူ့လက်ကြီးနဲ့ကိုတင့်ငွေရဲ့မျက်နှာကိုစီးရိုက်ထက်လိုက်တယ်။အဲ့ရိုက်ချက်ကိုမိသွားတဲ့ကိုတင့်ငွေဟာခေါင်းများမူးဝေလာပြီးတဲ့နောက်မင်းလဲကျသွားပါတော့တယ်။ဟဲ့လူထားတော့ထားတော့ထားတော့ဗျလူများခေါ်တန်းကြတာကြောင့်ကိုတင့်ငွေမျက်လုံးပွကြည့်လိုက်တယ်။အဲ့အခါမှာတော့လူတွေကသူ့ကိုအုံခဲပြီးကြည့်နေကြတယ်။မနဲ့မိုးလင်းနေပြီဖြစ်ပြီးညကတိတ်ဆိတ်နေတဲ့လမ်းမကြီးမှာ လမ်းသွားလမ်းလာတွေဈေးတဲ့တွေစိတ်ကားတွေနဲ့စီကားနေပြီဖြစ်ပါတယ်ငမဲဒီကောင်ဘယ်ရောက်သွားရလဲကိုတင့်ငွေကုန်းထားလိုက်တော့သူကအုတ်ခုံကလေးအနီးမှာလဲကျနေခြင်းဖြစ်ပါတယ်သူ့နားမှာရှိတဲ့လူတွေကရဲကျဲကျဲလှုပ်နေတယ်ခမားငမဲတို့တာမီနဲ့တွေ့ခဲ့ပြီထင်တယ်ကိုတင့်ငွေကခေါင်းညိတ်လိုက်တယ်ငမဲတို့တာမီကဟောဟိုကတင့်ပင်ကြီးမာနေရဲ့လေအဲ့လူလက်ညှိုးထိုးရကိုကြည့်လိုက်တဲ့အခါမှာတော့ကြီးမာလာတဲ့မဲစလီပင်ချင်းကိုတွေ့ရပြီးတော့ မဲစလီပင်အနားမှာလဲအုတ်ကူကောင်းဆက်လုံးခန့်ကအစီအစီရှိနေကြတယ်။ငမဲဆိုတဲ့ဒီကလေးအမဲနဲ့ကောင်ကညအချိန်မတော်ဒီလန်းကနေဖြတ်သွားတဲ့သူကိုနောက်ရက်နေတဲ့ကောင်ဗျ။ခမည်းမတည်တာကံကောင်းတာပဲဗျာ။ကိုတင့်ွေကတော့ကြောင်စီစီနဲ့မတက်ထက်ရလိုက်ပြီးတော့ညီမဖြစ်သူရဲ့အိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်။ညရောက်ပြီ။ကိုတင့်ွေကားပေါ်ကဆင်းလိုက်တော့မြို့တိကားကိမှာတော့လူတယောက်မှမရှိတော့ဘူး။မြို့တိအဝင်လမ်းကြီးကလည်းလက်ရောက်အောင်မှဖြူးနေလေတယ်။ ကိုတိငွေကဒီညတော့အရက်တော်မူနေတယ်။လက်ထဲမှာလည်းအမဲသားဟင်းနဲ့ထမင်းတို့ကိုကင်ထားပြန်တယ်။သူ့ကိုခေါင်းနဲ့ခွေးများကိုခြောက်လန့်မောင်းထုတ်လိုက်ပြီးတော့လမ်းဆစ်လျှောက်လာခဲ့တယ်။မကြာခင်မှာတော့တံတားကလေးအနားကိုရောက်လာတယ်။အုပ်ပေါင်းပေါ်မှာတော့လူရှင်းနေတာကြောင့်ကိုတိငွေကထန်ချလိုက်ပါတယ်။ခါးချားမှာရှိတဲ့ပလင်းထဲကနေအရက်ကိုတကြဲမောတောက်လိုက်ပြန်ပါတယ်။အဲ့ဒီခါမှာတော့မက်စလီပင်ကြီးမှလေးမတိုက်ပဲရှေးကနေတုန်ခါသွားပြီးတော့အပင်ပေါ်ကနေငမဲကပိတ်ကူကြီးတကောင်လို့ ။စောက်ထိုးကြီးစဉ်လာပါတယ်။အဲ့နောက်ကိုတင့်ငွေရဲ့နဘေးမှာဝင်ထိုင်လိုက်တယ်။ကိုတင့်ငွေကမတက်ထိုက်ရလိုက်ပြီးတော့ပစိုးကိုချွတ်လိုက်ပြီးတော့သူ့ပခုံးမှာခွင်းတန်းလိုက်တယ်။ကျုပ်ပိုက်စားတယ်။ကျုပ်ကိုအမေသာဟင်ကျွေးစမ်းပါဗျာ။ကိုတင့်ငွေကဘာမှမပြောတော့ဘဲနဲ့ငမဲရဲ့မျက်နှာကိုလက်သီးနဲ့အားကုန်ထိုးချလိုက်ပါတော့တယ်။ကိုတင့်ငွေနဲ့ငမဲမှာသုံးညတိုင်တိုင်ထိုးနဲ့တပုတ်တက်ကြတယ်။သုံးရက်လုံးတဲ့အခါမှာတော့ညီမဖြစ်သူခီးမပြန်လာတာကြောင့် ကိုတင့်ွေမြို့တစ်ကလေးဘက်ကိုခြေဥမလဲဖြစ်တော့ပါဘူး။ဒါပေမဲ့တယောက်စကားတယောက်နာနဲ့တရေငမဲနဲ့ထိုးကျိတ်ခဲ့တဲ့ကိုတင့်ွေရဲ့အကြောင်းကိုအဲ့ဒီမြို့တစ်ကလေးမှာတော့ဗဇတ်ရဇဝင်တစ်ခုအဖြစ်ပြောဆိုနေကြပါတယ်။အခုတော့အဲ့အုတ်ကူကြီးတွေရောမဲစလီပင်ကြီးရောမရှိတော့ပါဘူး။ဒါပေမဲ့လည်းလောက်ွယ်လက်မိုက်ညမျိုးမှာတော့ရေမြောင်ကူတတာအုပ်ပေါင်းကလေးပေါ်မှာထိုင်နေတဲ့ငမဲကိုရှက်ွက်ကလူတွေကမြင်တွေ့နေကြတတ်ပါသေးတယ်။ ပရိသတ်များရှင်ဒီလိုစိတ်ဝင်စားစရာဇလံအကြောင်းအရာကောင်းတွေကိုအမြဲတမ်းဆင်နိုင်မှုအတွက်ကိုတော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။ဇလံအကြောင်းအရာအသစ်တီတူတင်နိုင်အမြဲတမ်းရှိနိုင်မှုအတွက်ကိုလည်းဘေးနားက notification လေးကိုနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်